ဗင်ဒဂုံမှာရှိတဲ့ထိတ်တဲစစ်ဘက်ဆိုင်ရာအရာရှိ20ရာခိုင်နှုန်းရှော့ချဖို့အမေရိကန်ကာကွယ်ဝင်ကြီးကမိန့်ပေးလိုက်ပါလေ။အမေရိကန်ကာကွယ်ဝင်ကြီးပီဟာဆက်ကဗင်ဒဂုံစစ်ဌာနကျုံးမှာရှိတဲ့အမြင့်ဆုံးအရာရှိကြီးတွေဖြစ်တဲ့ဂျယ်လေးပွင့်အစ်စ်ရှိဘိုဂျူကြီးတွေနဲ့ရေတပ်ဘိုဂျူကြီးအရေအတွက်ကို20ရာခိုင်နှုန်းရှော့ချဖို့ပြောပါလေ။မေလ9ရက်နေ့ကထုတ်ပြန်တဲ့အမိန့်စာမှာနိုင်ငံတော်အဆောင်တပ်ဖွဲ့ National Guard မှလည်းဗိုလ်ချုပ်ကြီးများနဲ့ရေတပ်ဗိုလ်ချုပ်ကြီးအရေအတွက်ကိုဆရာဂိုင်နှုံးရှော့ချပုံနဲ့ တခြားအဆင့်အရာရှိတွေကိုလည်း20ရာခိုင်နှုန်းရှော့ချဖို့တောင်းဆိုထားပါတယ်။အကြီးတန်းစစ်ပဆိုင်ရာရရှိကြီးတွေကိုရှော့ချခြင်းဖြင့်ဥဆောင်မှုကိုအကောင်းဆုံးဖြစ်စေဖို့နဲ့စနစ်တကျဖြစ်စေဖို့အင်အားဖွဲ့စည်းပုံကိုပြင်ဆင်ခြင်းဖြစ်ကြောင်းမိစာမှာဖော်ပြထားပါတယ်။ဗိုလ်ချုပ်ကြီးတွေနဲ့ရေတပ်ဗိုလ်ချုပ်ကြီးတွေဟာလူရာထက်ပိုများနေပါတယ်။ဒါကိုပိုပြီးအောင်မြင်နေတယ်လို့ပြောလို့မရပါဘူး။ဗိုလ်ချုပ်ကြီးတွေနည်းနည်းအောက်လက်ငယ်သားတွေများများဖြစ်စေခြင်းတယ်လို့လူမှုကွန်ရက်မှာပေးဟာဆက်ကပြောပါတယ်။ အခုနှစ်ဇန်နဝါရီလကသမ္မတထအစိုးရဖွဲ့အာဏာရယူပြီးနောက်အမေရိကန်ကာကွယ်ရေးဌာနပင်တကွန်မှမငြိမ်သက်မှုတွေပုံမှုဖြစ်ပေါ်လာပါတယ်။သမ္မတထံကဖေဖော်ဝါရီလမှာစူးစစ်ချုပ်မြေကော်မတီအုပ်ခရာဘိုးချုပ်ကြီး Charles Rowe ကထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့3လတွင်းကလည်းရေတက်နဲ့ကမ်းခြေဆောင်တစ်ဖွဲ့အကြီးအကဲတွေမြို့သားလုံခြုံရေးအေဂျင်စီကြီးကဲဘိုးချုပ်ကြီးတွေလေတက်ဒုတိယစူးစစ်ချုပ်တွေနေတိုးတစ်ဖွဲ့မှာတာဝန်ပေးခံရတဲ့ရေတက်ဘိုးချုပ်ကြီးနဲ့ထိတ်တန်းစစ်ဘက်ဥပဒေအကြံပေး3ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ အစိုးရအဖွဲ့ရဲ့ Federal ဝန်ထမ်းအပြောင်းလဲရဲ့ဒစီဒီပိုင်းအနေနဲ့ပင်တကွန်စစ်ထနာချုပ်မှာရက်သားဝန်ထမ်းအင်အားကိုအ ਨੇ စုံ900ကန်လုံးရှော့ချဖို့နဲ့ဝန်ထမ်းခန့်အပ်ခြင်းကိုရက်ဆိုင်ဖို့ညွှန်ကြားထားပါတယ်။ပြီးဟာဆက်က American စစ်တပ်ရဲ့အထက်ပိုင်းအစ်စ်မှာအရာရှိတွေအများများနေတာကိုမကြာခဏဝေဖန်ပြောဆိုမှုပါတယ်။ ကာကွယ်ဝင်ကြီးဖြစ်ရာထူးခန့်အကြောင်းဒီပြုပေါ်မှာလဲစစ်တပ်ဝန်ထမ်းအင်အားရွယ်စားနဲ့အစ်မပြေအောင်ဘွဲတို့ကြားတိုက်ရိုက်ဆက်စပ်မှုမရှိဘူးလို့သူကဒီလင်းပြောခဲ့ပါတယ်။ဒါအပြင် American သမ္မတ Trump ကလည်း CIA ပါဝင် American တရှိုး agency တွေကိုလူလျှော့ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ American Tamar Trump ရဲ့ဆိုရဖွင့်ဟာဘူထောင်းလိုက် agency CIA နဲ့တခြားအဓိက American သရှိုဌာနတွေမှာဝန်ထမ်းရှော့ချဖို့တည်တူတူလှုံ့ဆော်နေတယ်လို့ Washington Post ကရေးသားပါတယ် CIA ဟာယာရူးနေရာပေါင်း1200ကိုရှော့ချဖို့စီစဉ်ထားပြီးတော့ American ထောင်လိုင်းရဲ့တိုင်ဝမ်ရဲ့တခြားနေရာတွေမှာလူပေါင်းထောင်ချီလုပ်ပြဖို့ရှိတယ်လို့သတင်းစာမှာဖော်ပြထားပါတယ်။ဇန်နဝါရီလမှာစတင်တောင်းယူကြတဲ့ကထရန့်နဲ့သူ့ရဲ့ဘီလီယံနာမဟာမိတ် Elon Musk တို့ဟာဆိုရအေဂျင်စီအသီးသီးကိုဖြိုချပစ်ခဲ့တဲ့ကုန်ကြမ်းစစ်ရှော့ချရေးဆိုတဲ့အစီအစဉ်ကိုတွန်းအားပေးလှုပ်ဆောင်ခဲ့တဲ့အတွက် Federal လုံသမား2သိန်းကျော်အလုပ်ထွက်ခဲ့ရတာပဲဖြစ်ပါတယ်။